ဥပဒေကိုလက်တလုံးချလုပ်ပြီးမန်စီးတီးနိုင်ပွဲယူတယ်လို့လိဒ်နီးပြဝေဖန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိဒ်ယူနိုက်တက်နီးပြဒန်နီယယ်ဖာကီကမန်စီးတီးဟာဥပဒေကိုလက်တလုံးချလုပ်ပြီးသူ့အသင်းကိုအနိုင်ယူသွားတာဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။မန်စီးတီးကလိဒ်ကို3ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲပြီးမှာဒန်နီယယ်ဖာကီကဝေဖန်ခဲ့တာဖြစ်ပြီးငကိုးစီတရေကျနေချိန်မှာမန်စီးတီးနီးပြဂွာဒီယိုလာနဲ့မန်စီးတီးအသင်းသားတွေဟာဥပဒေကိုလက်တလုံးချလုပ်ပြီးသူတို့နှိမ်ပါနေတာကိုပြင်ဆင်ဖို့ကြိုးပမ်းခဲ့တာဖြစ်တယ်လို့တက်မှတ်ပြီးဒန်နီယယ်ဖာကီကဝေဖန်ခဲ့တာဖြစ်ပါတယ်။ ။ပွဲချိန်ပထမပိုင်းမှာမန်စီးတီးကငကိုးကိုမရှိနဲ့ဥဆောင်ခဲ့ပြီးပွဲချိန်ဒုတိယပိုင်းမှာလီကခြေပကိုငကိုးပြန်သွင်းသွားပြီးငကိုးစီတရေကျနေချိန်မှာမန်စီးတီးကိုဒမဒေါ်နာရမ်မှဒဏ်ရာရတယ်ဆိုပြီးစေကူတာမှုခံယူချိန်မှာဂွာဒီယိုလာကမန်စီးတီးကစားသမား10ဦးလုံးကိုခေါ်ပြီးညွန်ကြားချက်တွေပေးခဲ့တာကိုကြီးညွှန်းပြီးတော့ဒန်နီယယ်ဖာကီကဝေဖန်ခဲ့တာဖြစ်ပါတယ်။ဒေါ်နာရမ်မှဟာအမန်တကယ်ဒဏ်ရာရတဲ့အသွင်မျိုးမရှိခဲ့ပဲစေကူတာချိန်ကြာမြင့်ခဲ့တာကြောင့်မလို့ဒန်နီယယ်ဖာကီကစတုတ်ထတိုင်းကိုလည်းမန်စီးတီးရဲ့မူမှန်မဟုတ်တဲ့လုပ်ရက်ကိုဇောရကတတ်ခဲ့တာပါ။ဒန်နီယယ်ဖာကီက ကစားသမားတယောက်ဒဏ်ရာရရင်ကုသမှုခံယူဖို့အတွက်အချိန်ယူရတာပါပဲဒါကမျှတမှုအတွက်ဥပဒေဖြစ်ပါတယ်ဒါပေမဲ့ဒီဥပဒေကိုတုံ့ပြန်ချင်တဲ့နီးလန်းတွေနဲ့အသာယူဖို့ကြိုးပမ်းတာကမျှတမှုမဟုတ်တော့ပါဘူးကျွန်တော်တို့အနေနဲ့ကစားသမားတွေကိုတန်ရှင်းမျှတစွာကစားဖို့နဲ့အားကစားစိတ်ဓာတ်ဆိုတာဘာလဲလို့သင်ပေးမထားဘူးဆိုရင်ဥပဒေတွေကိုကိုယ်အသာစီးရအောင်လက်တလုံးချလောက်တာမျိုးတွေရှိလာမှာဖြစ်ပါတယ်အတင်းသားတွေနဲ့နီးပြတွေပြောဆိုဆွေးနွေးနိုင်အောင်ဒဏ်ရာရခြင်းဟန်ဆောင်တာမျိုးတွေလည်းပါတာပေါ့ ကျွန်တော်စိတ်ထားအရဒါကိုမကြိုက်တယ်လို့လက်မခံပါဘူးဒါပေမဲ့စတုထဒိုင်းကိုယ်တိုင်ကဒါကဥပဒေဖြစ်တဲ့လက်ခံရမယ်လို့ပြောတော့ကျွန်တော်လည်းဘာမှမတတ်နိုင်ဘူးလို့ဝေဖန်ခဲ့တာပါဂွာဒီယိုလာကလည်းပွဲအပြီးမှာပွဲချိန်ဒုတိယပိုင်းရောက်တော့ Leeds United ဟာတိုက်စစ်မှု Gabbert Lewinsey ကိုအမြင့်ဘောတွေရောက်အောင်ပေးပြီးနောက်ချံတိုက်စစ်မှု Amateur ကနောက်ကတိုးဝင်ကစားတဲ့နီးပြူဟာပြောင်းကစားပြီးတဲ့နောက်မှာတော့ခြေပကိုယ်တွေဇက်တိုက်ပေးရပြီးရုန်းကန်ခဲ့ရတယ်လို့ဝန်ခံခဲ့တာကြောင့်မလို့ Daniel Farke ရဲ့ဝေဖန်မှုကပိုပြီးလူပြောများခဲ့တာဖြစ်ပါတယ်ခင်ဗျာ